မင်္ဂလာပါကျမဒီနေ့လေးစိတ်ချမ်းသာဖို့အတွက်ကုညီပေးချင်တဲ့ဟာလေးရှိလို့ပေါ့နော်ကျမဒီဗီဒီယိုလေးနဲ့လာပြီးတော့ပြောပြရပါအဲ့တော့စိတ်ချမ်းသာခြင်းတဲ့သူပေါ့နော်အခုလောလောဆယ်ကိုယ်စိတ်ထဲမှာနေရတာပျော်နေရဖြစ်ဖြစ်မပျော်နေတာဖြစ်ဖြစ်ပေါ့နော်ကိုယ်စိတ်ကလေးဒီထက်ပိုပြီးတော့နေလို့ကောင်းချင်တဲ့သူဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါလို့ပြောပြစီနော်ဆိုတော့ဒါတာကကြတော့ဒီဗီဒီယိုလေးထဲမှာဘာပြပြသွားမှာလဲဆိုတော့ဒီ စောင်းပါလေးတစ်ခုပေါ့နော်ဒါဒါဒီနေ့ဖတ်မိရဲ့ဟာလေးတစ်ခုတည်းကဟာကို sharing လုပ်သွားမှာပေါ့နော်အဲ့ဒါကြတော့ဗာလဲဆိုတော့သူကဒီစောင်းပါရှင်ကကြတော့ဒေါက်တာလော်နာအဲမက်ကက်စ်ပေါ့နော်ထားလိုက်ပါတော့အတန်အတန်အတွက်တော့အရင်ကြီးမပြောတတ်ဘူးနော်သူ့ရဲ့နာမည်ကိုလေအဲ့တော့သူကကြတော့ဒီ Harvard ကနေ associate professor ပေါ့နော်သူက psychology မှာနော်အဲ့တော့ तू อ่ะဒီ psychology today ဆိုတဲ့ဟာမှာ तू ဆောင်းပါးတစ်ခုရေးထားတာပေါ့เนาะအဲ့ဒါကြတော့ဘာလဲဆိုတော့ K-pop Demon Hunters ကကျမတို့အလုံးစုံပတ်သက်ပြီး wholeness နဲ့ပတ်သက်ပြီးဘာကြီးသင်ပေးသွားသလဲပေါ့နော် K-pop Demon Hunters ရဲ့အကြောင်းပေါ့နော် K-pop Demon Hunters ကိုကြားဘူးကြလားကြားဘူးလို့ရှင် comment မှာကြားဘူးပါတယ်လို့ရှိခဲ့ပြီပါနော် K-pop Demon Hunters ကကြတော့အဲတချို့တွေလည်းသိလိမ့်မယ်ကာတွန်းကားလေးပေါ့နော်ကာတွန်းကားလေးဒါတော့အဲ့ဟာကိုမကြည့်ဘူးပါအောင်နော်အဆုံးထိမကြည့်ဘူးပါဘူးတစ်ချင်းနေပဲလိုက်ကြည့်လို့ပါတယ် အဲ့တော့အဲ့တော့ data ကဒါလေးကိုเนาะသူ့ရဲ့စောင်းပါလေးကိုပြန်ပြီးဘာသာပြန်တဲ့အနေနဲ့ပေါ့เนาะ sharing လုပ်ပေးသွားခြင်းလို့ပါဘာလို့လဲဆိုတော့အဲ့ဒါလေးကအဲ့ဒါလေးကိုလည်းကြိုက်လို့ပေါ့เนาะအဲ့တော့တကယ်လို့ဒီဗီဒီယိုထဲမှာကြတော့အဆုံးထိပေါ့เนาะပြောလို့မမိလိုက်ဘူးဆိုတော့နောက်ထပ်ဗီဒီယိုလေးတင်တဲ့အခါဆက်ပြီးကြည့်ပေးပါเนาะဆက်ပြီးတော့ပြောသွားပေးမယ်သူ့ရဲ့စောင်းပါလေးရဟာပေါ့เนาะအဲ့တော့အဲ့ဆောင်ပါလေးကဘာလဲဆိုတော့ wholeness အကြောင်းပေါ့နော် wholeness ဆိုတာကျမတို့ဘာလဲဆိုတော့အလုံးစုံပေါ့ ျမတို့ဖြစ်တည်မှုအလုံးစုံကျမဆိုဥမာဒေါက်တာအီဆိုရင်ဒေါက်တာအီကဘာတွေဘာတွေဆိုရင်ဒေါက်တာအီလဲပေါ့နော်ဥပမာပေါ့နော်ကျမကအဲစာတော်ခဲ့တယ်ပေါ့နော်စာတော်ခဲ့တယ်ပေါ့နော်အဲတချို့တွေဘဝဘဝပညာရေးမှာအရန်တော်တဲ့သူတွေလည်းရှိရယ်နော်တယောက်နဲ့တယောက်ရှင်ဖို့အတွက်လည်းကြိုးရအောင်မဟုတ်ဘုံခေါ်ကြတာလည်းမဟုတ်ပေါ့လေနော်ဆိုတော့ကျမဆိုလို့ရှိရင်ဒါစာချက်တဲ့နေရာမှာတော်တယ်နော်အဲ့တော့ကျမက ာတော်တဲ့သူပေါ့နောက်ထပ်ပါတော့ပြီးလို့ရှင်အခုဒီမှာ cosmetic တွေရောင်းနေ mental health စိတ်ကျန်းမာရေးပိုင်းဆိုင်ရာကြီးကျွန်မ sharing လုပ်ပေးရပေါ့လေဆိုတော့အဲ့ဒါဒေါက်တာ E ပေါ့နော်ကဲနောက်တစ်ခုကဘာလဲဆိုတော့ဒေါက်တာ E ကကဲတစ်ခါလေးစကားပြောကောင်းတယ်အဲတစ်ခါလေးကျတော့လေအဲစကားတွေတိတ်မပြောဘူးအဲအဲ့လိုမျိုးပေါ့ SR ဆိုဒေါက်တာ E ပေါ့ဒါ wholeness ပေါ့နော်ဥမာဒေါက်တာ E မှာအမ်ပါလဲဆိုတော့ဘဝမှာအစဉ်ပြေခဲ့တဲ့ပျော်ခဲ့ရတဲ့အချိန်တွေလည်းရှိသလိုမျိုးဒေါက်တာအီမှာအရန်စိတ်ညစ်ခဲ့ရတဲ့เนาะအရန်အရန်ကို စိတ်ညစ်ခဲ့ရတဲ့နာကျင်ခဲ့ရတဲ့အချိန်တွေလည်းရှိတယ်ဒီလိုမျိုးပေါ့အခုကြည့်နေတဲ့သူတွေမှာလည်းစိတ်ညစ်ခဲ့ရတဲ့နာကျင်ခဲ့ရတဲ့အချိန်တွေရှိလားဒါမှမဟုတ်ပျော်ခဲ့ရတဲ့အချိန်တွေရှိလားဘာရှိနေသလဲဆိုတော့လေရေးလို့ရရင်ရေးခဲ့ပေးရအောင်နော်အဲ့တော့ဒီဆောင်းမတဲ့မှာပါတဲ့ပထမဆုံးစာတန်းလေးရကြတော့နော်ကို့မှာရှိရတဲ့ချို့အချက်တွေကိုကြတော့ဒီကဘာကြီးကလူတွေကကြိုက်တယ်ပေါ့နော်လူသားတွေပေါ့နော်ကိုကိုလူပတ်ဝန်းကျင်ကကြိုက်တဲ့အချက်တွေရှိရပေါ့ အဲဒါမဲ့တချို့အချက်တွေကကြောင့်သူတို့မကြိုက်တော့ဘူးမကြိုက်တော့ဘူးဆိုတဲ့အတွက်ကျမတို့တွေကဖုံးကွယ်ထားရမယ်အဲ့လိုမျိုးဟာတွေရှိလားဥပမာပေါ့ဘယ်လိုမျိုးဟာလဲဆိုရင် data e ဆိုလို့ရှိရင်ကဲကျမအခု skin care တွေ page မှာရောင်းပေးနေရရှိရပေါ့နော်အဲ့ခါကျတော့ data e ကဒီ skin care တွေရောင်းနေတော့မျက်နှာလေးအမြဲတမ်း glow နေရမှာပေါ့ဟုတ်တယ်များသောအားဖြင့်မျက်နှာလေးက wet tan ကင်းစင်ပြီးတော့ကိုကိုကိုကျဉ်နဲ့နေရပေါ့နော်ကိုကိုကို glow တယ်လို့ယူဆရတယ် အချိန်နေလည်းရှိတယ်။ဒါပေမဲ့ကျမလည်းလူသားပဲဖြစ်တဲ့အတွက်တစ်ခါလေကြာရင်မျက်နှာမှာ break out တွေထွက် အမဲဆက်တွေကျန်ခဲ့တယ်ပေါ့နော်။ဒါမျိုးတွေလည်းဖြစ်နေတယ်နော်။ဆိုတော့တစ်ခါတလေကို make up ပြင်လိုက်တာကိုယ့်အကူမလှအောင်ပေါ့နော်။ဆိုတော့အဲ့လိုမျိုးကျမဖုံးကွယ်ခြင်းနဲ့အပိုင်းကြီးလည်းရှိတယ်။ဟုတ်တယ်နော်။အဲကျမလည်း ကိုဘာသာကိုရှင်းပြပြောတာဆိုတော့အခုကြည့်နေတဲ့နော်ချက်ဆုံးလို့မှာလဲအဲ့လိုမျိုးပဲကိုမကိုလက်ခံခြင်းနဲ့ကိုကြိုက်တဲ့အပိုင်းတွေဒါမှမဟုတ်ပတ်ဝန်းကျင်ကလည်းကြိုက်တဲ့အပိုင်းတွေရှိလိမ့်မယ်ဒါမှမဟုတ်ကိုလက်မခံခြင်းနဲ့ကိုမကြိုက်တဲ့သူများလည်းမပြခြင်းနဲ့အဲ့လိုမျိုးဟာတွေရှိလိမ့်မယ်ပေါ့နော်နော်အဲ့တော့အဲ့ဒါကြီးကျွန်တော်တို့ဆက်သွားရအောင်နော်အဲ့တော့ partial self ဆိုတာရှိရတယ်ကျွန်တော်တို့ partial self ဆိုတာကကြာတော့ကျွန်တော်တို့ကကောင်းတဲ့အချက်တွေပဲကျွန်တော်တို့ကလက်ခံခြင်းတာကြိုက်ကြိုက်တာပြခြင်းတာ ကျမတို့ရဲ့မကောင်းတဲ့အချက်တွေကျမမပြချင်ဘူး။ဥပမာကျမအနေနဲ့ဆိုဝက်ချန်ပေါက်တာမျိုးနော်။သူများကမကောင်းတာလုပ်တဲ့ဟာတွေမပြောတော့အဲ့ဒါက next level သူများကမကောင်းတာလုပ်တဲ့ဟာတွေကျမမပြောတော့ဒါကိုယ်စိတ်အတွင်းနဲ့ကိုယ်အေးချမ်းအောင်လို့ပြောတာ။သူများကမကောင်းတာလုပ်တာတော့ဘယ်လိုမှကိုယ်လက်ခံလို့ရတဲ့အပိုင်းမဟုတ်ဘူးနော်။အဲ့ဒါတော့လက်ခံလက်ခံလက်ခံကျမတည်တဲ့လောက်တော့ဒါတော့လက်ခံစရာအကြောင်းမဟုတ်ကိုယ်စိတ်ကိုထိန်းရအောင်နော်။အဲ့တော့ the problem of partial self ဆိုတာကကြတော့ နော်အဲ့မှာသူကဒီ K-pop Demon Hunter ဆိုတဲ့ကတ်တွန်းထဲမှာ Rumi ဆိုတဲ့စက်ကောင်လေးပါတယ်ပေါ့နော် Rumi ဆိုတဲ့စက်ကောင်လေးကကြတော့သူကသူကအဲ့မှာ Demon ရှိရယ် Hunter ရှိရယ်ပေါ့နော်အဲ့ခါမှာသူကသူ့ရဲ့ဒီကောင်းတဲ့အချက်ကကြတော့သူက Hunter Demon တွေကို hunt လုပ်တယ်သူပေါ့နော်အမဲလိုက်တာလို့ပြောရမှာမသိနော် Demon တွေသူလိုက်ဖမ်းတယ်ပေါ့အဲဒါမဲ့သူ့ရဲ့တဝက်ကကြတော့လေသူက Demon ကိုယ်တိုင်ဖြစ်နေသူကတဝက် Demon တဝက် Hunter ပေါ့နော် အဲ့တော့သူ့မှာသူဟန်တာဒီဟန်တာလည်းဖြစ်တယ်ဒါပေမဲ့ဒီမွန်ဖြစ်နေအခါကျတော့သူ့ရဲ့ခန္ဓာကိုယ်မှာဘာတွေပါလဲဆိုတော့ဒီမကောင်းဆိုးရတွေအမှတ်အသားလေးတွေသူ့မှာပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေသူလူမမြင်အောင်လို့သူဖုံးထားတယ်ပေါ့လေဆိုတော့လူတွေမြင်တဲ့ဟန်တာအပိုင်းကိုပဲသူကချပြရတယ်ပေါ့နော်အဲ့တော့သက်သွားမယ်နော်သူက ဒီမွန်ဖြစ်တဲ့အပိုင်းပေါ့နော်မကောင်းဆိုးဝါးဖြစ်တဲ့အပိုင်းကိုလူတွေကချစ်မှာမဟုတ်ဘူးနော်ဆိုပြီးတော့ကြိုက်မှာမဟုတ်ဘူးနော်ဆိုပြီးတော့သူ့ရဲ့မွေးစားအမိကပြောထားတာပေါ့နော်အဲအကြောင်းလို့သူကဖုံးကွယ်ပြီးနေတယ်ပေါ့နော်အဲ့ခါကျတော့နေလို့ကောင်းသလားဆိုတော့နေလို့တော့မကောင်းဘူးပေါ့နော်ကျမကာတွန်းကိုတော့မကြည့်ဘူးနော်အဲဒါမဲ့အဲ့မှာလူမျိုးလဲဆိုတော့လူတွေကကြတော့လူချင်းချင်းလက်ခံထားကြတယ်တန်ဖိုးထားကြတဲ့ဟာတွေကတော့မင်းကစမတ်ဖြစ်ရမယ်သူများကိုပြောတာလည်းရှိမယ်သူများညှော်နှင်းချက်တွေကိုယ့်ရဲ့ညှော်နှင်းချက်တွေပေါ့နော် မင်းက smart ဖြစ်နေရမယ်။နော်အခုကြည့်နေတဲ့သူကအမြဲတမ်း smart ဖြစ်နေရမယ်။အမြဲတမ်းလှပနေရမယ်ပေါ့နော်။အမြဲတမ်းစူးစမ်းနေရမယ်။ကျမဆိုလို့ရှိရင်အဲဒေါက်တာဤအမြဲတမ်းလှပနေရမယ်။အမြဲတမ်း smart ဖြစ်နေရမယ်။အမြဲတမ်းအိမ်တော်ကြီးကံကောင်းနေရမယ်။အမြဲတမ်းလို့လို့ဘာလဲဆိုတော့အာတနေရာပြီးတနေရာသွားပြီးအမြဲတမ်းငွေရွှင်နေရမယ်ပေါ့နော်။အာအမြဲတမ်းဘလို့တွေ iPhone တွေကင်ပြီးအမြဲတမ်းအာအရန်မိုက်တဲ့ စော်ကြီးဖြစ်နေရမယ်ပေါ့နော်ဆိုတော့အရန်နေစူးစားနေရမယ်ပြက်ခါကြအရန်ရိုးသားနေရမယ်အရန်နေတော်နေရမယ်ထက်မြက်နေရမယ်ပေါ့နော်ဒါကကြတော့ကိုကိုကိုဖြစ်ချင်တဲ့ဟာနောက်ပြက်ခါကြတော့သူများတွေကကိုအဲဒီလိုမျိုးမှအကြိုက်မှာဆိုပြီးတော့ကိုထင်တဲ့ဟာတွေပေါ့နော်သူများတွေလည်းတကယ်တမ်းများသောအဖြစ်အလူကြိုက်တယ်ပေါ့နော်ဒါပေမဲ့တခါတလေဒီတော်ရဲထက်မြက်တဲ့ဟာမဟုတ်ဘဲနဲ့ကျမတို့မှလည်းဥမာကျမဆိုရင်လည်းလူသားဖြစ်တဲ့အတွက်ကျမစိတ်ကျမ်းမာရေးပိုင်းဆိုင်ရာတွေကျမလည်း sharing လုပ်ပေးနေရတယ်ဒါပေမဲ့ ကျမကိုနိုင်ပါလေတခါလေစိတ်တက်ကြတဲ့အချိန်ဝမ်းနဲ့အားငယ်တဲ့အချိန်ကြောက်တဲ့အချိန်တခါလေကြာလို့ရှိရင်ကိုကကိုကိုမလုံးကြုံဘူးပေါ့နော်အဲကိုကိုကိုအငါဝက်ချန်တွေအများကြီးပေါက်နေပြီအဲ confidence တွေကျသွားတဲ့ဘိုင်းနေနော်အရှက်တာကြီးဒါမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့အခုကြည့်နေတဲ့သူတွေမှာတော့ကြုံနေရတာရှိလားရှိလို့ရှိရင်တော့ကျမကို yes လို့ရေးခဲ့ပြီးပါကိုရဲ့အတွေ့အကြုံကဘာကြီးလဲကိုကြောက်နေတယ်ကိုချမပြခြင်းနဲ့အပိုင်းနေတာဘာတွေလဲပေါ့နော် ရေးလို့ရရင်ရေးခဲ့ပေးပါเนาะအဲ့တော့အဲ့တော့ client နေရာပေါ့เนาะဒီစိတ်ပိုင်းဆိုင်နေမပြောဘူးဆိုတဲ့သူတွေကကြတော့ဘယ်လိုမျိုးတွေ့နေရလဲဆိုတော့ဒီလိုမျိုးပိုင်းတွေတွေ့နေရတာပေါ့เนาะအဲ့တော့အဲ့ဒီမှာအဲ့ professor ကဘာရေးဘာရေးလဲဆိုတော့ဒီသူ့ရဲ့ client တယောက်ကပေါ့เนาะအဲ့ client ကသူ့ရဲ့သားလေးကိုဆုံးရှုံးလိုက်ရတယ်ပေါ့လीဆိုတော့သူ့ရဲ့ဒီမှတ်ဉာဏ်လေးကမှသူဘယ်တော့မှဒီသူ့ရဲ့သားလေးကတော့ကြောက်ကြောက်သွားမှာမဟုတ်ဘူးသူယူရင်ယူမယူရင် ေသွားတဲ့အချိန်မှာပဲဒီမှညာပြောက်ပါလေအဲ့တော့ तू อ่ะเนาะဒီဒီသူ့ရဲ့ဒီဝမ်းနေမှုကို तू တိမ့်ထားရတယ်ပေါ့လေတိမ့်ထားပြီ तू လက်မခံချင်ဘယ်တော့ဘလို့မှဒါကြီးရမဖြစ်ရဘူး तू ਨੇ तू သူ့ဘဝထဲမှာဒါမျိုး तू မရှိစေချင်ဘူးနောက်ပြီးတော့ဒီလိုဟာမျိုး तू လက်မခံနိုင်ဘူးပေါ့เนาะအဲ့တော့ဒီဟာကို तू မေ့ပြအောင်စ조사မယ်ဒါဆိုလို့ရှင်ဘလို့မှအဆင်မပြေဘူးပေါ့เนาะအဲ့ခါကျတော့ဘယ်လိုလဲဆိုတော့အလုံးစုံကျမတို့ ကိုယ်၌အမှန်အကန်ဖြစ်ဖို့အတွက်ပေါ့နော်။ကျမတို့ဘယ်လိုလုပ်ရမလဲဆိုတော့ကျမတို့ရဲ့လူတိုင်းဘဝမှာလုံးဝအပြစ်အနာစာမရှိဘဲနဲ့ perfect 100%ဆိုတဲ့ဟာကတတော်ကိုနည်းလိမ့်မယ်။နော်အဲ့အတွက်ကြောင့်မို့လို့မရှိတော့ဘူးနော်မရှိဘူးလို့ပဲကျမပြောချင်တယ်။အဲ့အတွက်ကြောင့်မို့လို့ဘဝမှာစိုးတဲ့အဖြစ်အပျက်တွေကြုံခဲ့ရတယ်ဆိုရင်လည်းဒါကကိုယ့်ရဲ့ဘဝကြီးပဲပေါ့နော်။ကိုယ့်ရဲ့ wholeness ပေါ့။ကိုယ့်အလုံးစုံကြည့်လိုက်မယ်ဆိုရင်ကိုဒါပါမှကိုဖြစ်မှာပေါ့နော်။ အဲဝက်ချန်နေနဲ့ကဲဒါမှမဟုတ်ကျမဆိုလို့ရှိရင်အရင်တုန်းကဘယ်လိုလဲဆိုတော့ကျမစကားပြောရမှာအယမ်းကြောက်တယ်ကျမလူတွေကြားထဲမှာလည်းစကားမပြောရဲဘူးအစည်းအဝေးတွေဘာတွေမှာဆိုလဲကျမထွက်ပြီးတော့ကိုယ့်ရဲ့အမြင်တွေဘယ်တော့မှကောင်းကောင်းမွန်မွန်မပြောရဲဘူးဆိုတော့ဘာဖြစ်လို့လဲဆိုတော့နော်ကိုယ့်ရဲ့ဒီအမှုအကျင့်အရာရောเนาะပြည့်ရခါကြတော့ကိုပြောလိုက်လို့ရှင်အစင်မပြေတော့ဘူးဒီလိုအတွေးတွေနဲ့ကိုပါတာကိုပေါ့เนาะငါစကားပြောတဲ့နေရာမှာအားနေတယ်အဲ့လိုမျိုးတွေနဲ့ကျမ အရင်လူရှိထွက်မှာစကားပြောမှာကြောက်တယ်အဲ့ဒီဟာကိုကျမကအဲလက်ခံပြီးတော့ကျမလေ့ကျင့်နေရင်းဆိုင်နေပေါ့လေနော်ရင်းဆိုင်နေကျမစကားပြောမှာကြောက်တဲ့ဟာကျမရင်းဆိုင်ရင်းဆိုင်နေကျမမှာအရင် page တစ်ခုလဲကျမဖြတ်လိုက်တဲ့ page တစ်ခုလဲရှိသေးရယ်ပေါ့နော်အဲ့ဒီ page မှာကျတော့ follower 3000ကျော်ရယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကျမဖြတ်ပလိုက်တာအဲအဲ့ဒါကအเจ้าရှိလို့ပေါ့နော်ဖြတ်ပလိုက်တာအဲ့ဒါကကျမကျမအဲ့ဒါဘာလောက်တာလဲဆိုတော့ကျမကို